I Upsand 1909ခုနှစ်မြန်မာနိုင်ငံမှာကမ္ဘာကုလသမဂ္ဂအဖွဲ့အတွက်ပထမဦးဆုံးအရှာတာအထွေထွေတွင်မှုချုပ်ဖြစ်လာမယ်သူတို့ဝေဖွားခဲ့ပါတယ်။ပန်းနတော်မြို့ပန်းနတော်မြစ်ဘေးမှာပစိုးကောင်ကြိုက်ပြီးရေကူးဝါဒနာပါတဲ့လူငယ်လေးတို့ပန်းနတော်မြစ်ဘေးမှာထိုင်ပြီး Shakespeare ပြဿနာတွေကိုဖတ်နေတဲ့လူငယ်လေးတို့အနေဖြင့်တပ်40အကျွဲမှာကမ္ဘာကုလသမဂ္ဂအဖွဲ့အတွက်တာဝန်ထမ်းဆောင်ခဲ့တဲ့အကြောင်းလေးပဲဖြစ်ပါတယ်။ ဟုတ်ပါတယ်ကျွန်တော်ခုပြောမှာကတော့ United Nation ကဘာကူလာတက်မကအဖွဲ့အတွက်ပထမဦးဆုံးရှေ့တိုင်းသားမြန်မာနိုင်ငံသားဦးတက်အနေနဲ့ကဘာကူလာတက်မကအဖွဲ့အတွင်းတာဝန်ထမ်းဆောင်နေတဲ့ကဘာငိမ့်ညာရေးအတွက်ဆောင်ရွက်ခဲ့တဲ့ကြိုးပမ်းမှုတွေအကြောင်းပဲဖြစ်ပါကျူဘာတောင်းရည်ရင်1962ခုနှစ်မှာအမေရိကန်နဲ့ဆိုဗီယက်ယူနီယံတို့ကြားနျူကလ িয়ার စစ်ပွဲပြင်းထန်လာနိုင်လောက်တဲ့အထိ အခြေအနေပေါ်ပေါက်ခဲ့ပါတယ်။ထိုအချိန်ရဲ့ American တပ်မတော်ဂျွန်ကနေဒီနဲ့ Soviet Union ခေါင်းဆောင် Nikita Khrushchev တို့ကြားမှာတိုက်ရိုက်ဆက်သွယ်မှုအားနည်းနေခဲ့တဲ့အခြေအနေတွေလည်းဖြစ်ပါတယ်။အီချောင်းအများကြောင့်ကမ္ဘာငြိမ်းချမ်းရေးတာဝန်ယူထားတဲ့ဦးတန်းကလျှို့ဝှက်ညှိနှိုင်းရေးအဖွဲ့ Secret Nation Team ကိုဖွဲ့စည်းပြီးဂျာဝင်စစ်ဆက်ပေးခဲ့ရတယ်။ 1962ခုနှစ်အောက်တိုဘာ24ရက်နေ့မှာတော့ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေးကျင်းပခဲ့ပြီးဦးတန်းကအပြစ်ခတ်ရစဲရေးနဲ့ဒုံးကျည်လက်နက်များရုပ်သိမ်းရေးတို့အရေးပေါ်တောင်းဆိုခဲ့ပါတယ်။ဦးတန်းအနေနဲ့ဆိုဗီယက်တပ်မများကိုရပ်တန့်စေပြီးအမေရိကန်ကိုလည်းဆစ်ရှောင်နေစေခဲ့ပါတယ်။ညှိနှိုင်းဆောင်ရွက်မှုများကြောင့်ဆိုဗီယက်ယူနီယံခေါင်းဆောင်ခရုရှော့ကတပ်မများကိုပြန်လှည့်ရန်အမိန့်ပေးခဲ့ပြီး 1962ခုနှစ်အောက်တိုဘာ28ရက်နေ့မှာတော့ဆိုဗီယက်ကကျူးဘားမှဒုံးကျည်များရုပ်သွင်းရန်တဘောတူခဲ့ပြီးအမေရိကန်ဘက်မှလည်းတူရကီမှဒုံးကျည်များကိုဖယ်ရှားကကလီးယားစစ်ပွဲဖြစ်ပေါ်လာနိုင်တဲ့အခြေအနေကိုဦးတန်းရဲ့ကျူးဘားမှုနဲ့ရှောင်ရှားနိုင်ခဲ့ပါတယ်။ VNN စစ်ပွဲကြီးထိုအချိန်က VNN နိုင်ငံဟာတောင်း VNN နဲ့မြောက် VNN ဆိုပြီးနှစ်ချမ်းကွဲနေခြင်းလည်းဖြစ်ပါတယ် အမေရိကန်ခေါင်းဆောင်နဲ့အရင်းရှိနိုင်ငံများတောင်ဗီယက်နမ်ကိုထောက်ခံပေးထားပြီးဆိုဗီယက်ယူနီယံနဲ့တရုတ်တို့ခေါင်းဆောင်နဲ့ကွန်မြူနစ်နိုင်ငံကတော့မြောက်ဗီယက်နမ်ကိုပံ့ပိုးပေးနေတဲ့အချိန်လည်းဖြစ်ပါတယ်။ဥဒဏ်နေဖြစ်ကမ္ဘာငြိမ်းချမ်းရေးတာဝန်ယူနေတဲ့အချိန်1962ခုနှစ်နောက်ပိုင်းတွေမှာတော့အမေရိကန်၊ဗီယက်နမ်၊ဆိုဗီယက်ယူနီယံနိုင်ငံများကိုတွဲဆုံဆွေးနွေးပွဲတွေစီစဉ်ပြီးခဲ့ပါတယ်။ ကမ္ဘာကူလာတမကအဖွဲ့ခေါင်းစဉ်အောက်ဝါရင်လည်းစစ်ပွဲများအားအပြည်ပြည်ဆိုင်ရာဥပဒေနဲ့အညီဖြည့်ရှင်းရန်တိုက်တွန်းခဲ့ပြီးစစ်ဘေးဒုက္ခသည်များအတော်လဲကူလာတမကကယ်ဆယ်ရေးအဖွဲ့ UNHCR မှအထောက်ပံ့များပေးရန်ညှိနှိုင်းခဲ့ပါတယ်။ဦးသည်ဂျိုးမဲပါဝင်မှုများကြောင့်1983ခုနှစ်မှာတော့ပါရီနေညိုင်းစာချုပ်ကိုလက်မှတ်ရေးထိုးနိုင်ခဲ့ပြီး BNN နိုင်ငံစစ်ပွဲကိုအဆုံးသတ်နိုင်ခဲ့ပါတယ်။ထို့သောဦးသည်အနေနဲ့1981ခုနှစ်မှာတော့ဂျာဒုကနေအနားယူခဲ့ပြီးလည်းဖြစ်ပါတယ်။အာဖရိကနှင့်အာရှနိုင်ငံများကိုလိုနီလွတ်လပ်ရေးလှုပ်ရှားမှုများ ဦးတန်းသည်1960ခုနှစ်မှ1980ခုနှစ်အတွင်းအစ်ဆဝတီနီဘာရိန်နိုင်ငံတို့ဟာဗြိတိရှ်ကိုလိုနီလက်အောက်မှငြင်းငြင်းစွာလွတ်လပ်ရေးရရန်ကူညီပေးခဲ့ပြီး1960ခုနှစ်နောက်ပိုင်းတွင်မှာတော့တန်ဇန်တီးနီးယားခရော့ဘော့ဆွာနာဆီယာလီယွန်စတဲ့အာဖရိကနိုင်ငံငယ်များအားကမ္ဘာကူးလသမဂ္ဂအဖွဲ့တွင်ဝင်ငွေပြုခဲ့ပါတယ်။ပေါ်တူဂီနိုင်ငံ၏အင်ဂိုလာကိုနီနှင့်တောင်အာဖရိကနိုင်ငံများရှိလူမျိုးများအပေါ်ခွဲခြားဆက်ဆံခြင်းကိုကမ္ဘာကူးလသမဂ္ဂအဆင့်အပြင်းထန်ကန့်ကွက်ခဲ့ပါတယ်။နိုင်ငံများ၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် self determination ကိုလည်းကုလသမဂ္ဂကတိကဝတ်ပြုဖြစ်အပ်ပေးခဲ့ပါတယ်မိမိမွေးရမည်မြန်မာနိုင်ငံ၏ကိုလိုနီစမ်းချိန်၏အတွေ့အကြုံများအားအာဖရိကနိုင်ငံနှင့်အာရှနိုင်ငံများအပေါ်ဝေမျှပေးခဲ့ပြီးကိုလိုနီစနစ်သည်လူသားတို့၏ဂုဏ်သိက္ခာကိုချိုးနှိမ်ခြင်းဖြစ်ပြီးဤစနစ်ကိုအဆုံးသတ်ခြင်းသည်တရားမျှတမှုဖြစ်သည်ဟု1968ခုနှစ်ကုလသမဂ္ဂအစည်းအဝေးတွင်ပြောကြားခဲ့ပါတယ် 1962ခုနှစ်မှ1982ခုနှစ်အထိကမ္ဘာကူလာတက်မကဤအထွေထွေတွင်းမှုချုပ်တာဝန်10နှစ်တာထမ်းဆောင်ခဲ့ပြီးတာဝန်မှအနားယူချိန်1984ခုနှစ်မှာတော့အမေရိကန်နိုင်ငံနယူးယောက်မြို့၌ကွယ်လွန်ခဲ့ပါယနေ့တင်ဆက်ပေးသွားတဲ့အကြောင်းအရာတွေကတော့ကမ္ဘာကူလာတက်မကအဖွဲ့ရဲ့ပထမဦးဆုံးအာရှသားအထွေထွေတွင်းမှုချုပ်ဒုမဟုတ်ဦးတန်ဤကူလာတက်မကအဖွဲ့အတွင်းတော်ဝင်ထမ်းဆောင်နေခြင်းကမ္ဘာငြိမ်းချမ်းရေးအတွက်ဆောင်ရွက်ခဲ့တဲ့အရေးပါသောအကြောင်းအရာများပဲဖြစ်ပါတယ်။အစီအစဉ်ကိုကြိုင်းနှစ်သက်တယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့ ဘာမီ history youtube channel ကို like and subscribe လုပ်ပေးဖို့တောင်းဆိုပါတယ်။နားဆင်ပေးတဲ့အတွက်လည်းတထူးပဲကျေးဇူးတင်ရှိပါတယ်။